ပါကစ္စတန်ရဲ့တိုက်ခိုက်မှုပြီးတရုတ်အိန္ဒိယနှစ်နိုင်ငံစစ်ဖြစ်တော်မီလို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယနိုင်ငံနှစ်ခုတို့ဟာစစ်ပွဲဖြစ်တော်မဲ့အလားအလာမှာရှိနေကြပါပြီ။အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံအတွင်းပိုင်းအထိတိုက်ခိုက်လိုက်ပါပြီ။နှစ်ပေါင်း90တိုင်အောင်အိန္ဒိယနိုင်ငံဟာအကြမ်းဖက်တွေနဲ့ပတ်သက်ပြီးပူပန်နေခဲ့ရပါတယ်။ဒီနေရာမှာတရုတ်နိုင်ငံရဲ့ပါဝင်မှုကစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါကတော့တရုတ်နဲ့ပါကစ္စတန်နှစ်နိုင်ငံတို့ကရင်းနှီးကျွမ်းဝင်မှုရှိနေတဲ့အတွက်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပိုင်းတွင်အိန္ဒိယနိုင်ငံဟာ ါကစ္စတန်နိုင်ငံကိုဒုံးကျည်ဒါဇင်ပေါင်းများစွာနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ပါကစ္စတန်နိုင်ငံကကျမ်းဖတ်တွင်နဲ့ပတ်သက်နေတဲ့အ ਨੇ ဆုံးနေရာကိုကူတိုက်ခိုက်ခံခဲ့ရပါတယ်။ဒါရီရဲ့အဆကတော့ပါကစ္စတန်နိုင်ငံသားကျမ်းဖတ်တွေကြောင့်ဖြစ်ခဲ့ရတာဖြစ်ပါတယ်။2025ခုနှစ်ဧပြီလ22ရက်နေ့မှာအကျမ်းဘတ်သမား9ယောက်ဟာ M4 ကာပိုင်တွေနဲ့ AK47 တွေကင်ဆောင်ပြီးတော့ပါကစ္စတန်နိုင်ငံထဲကနေအိန္ဒိယနိုင်ငံထဲကိုထွက်လာခဲ့ပါတယ်။သူတို့ကကက်ရှမီးယားဒေသမှာရှိတဲ့ tourist တွေလဲပတ်တဲ့ ပါလာဂမ်ဆိုတဲ့နေရာကိုဝင်ရောက်သွားခဲ့ပါတယ်ပြီးတဲ့နောက်ဒီအကျန်းဖက်သမား9ယောက်ဟာဟိန္ဒူခရီးသွားဒါဇင်ပေါင်းများစွာကိုသွေးအေးအေးနဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့ပါတယ်သူတို့ကခရီးသွားတစ်ယောက်ချင်းစီကိုတားဆီးပြီးတော့မွတ်စလင်ဖြစ်ကြောင်းကိုရန်ကျမ်းစာကိုရွတ်ဖတ်ခိုင်းခဲ့ပါတယ်ပြီးတော့ဘောင်းမီချွတ်ခိုင်းပြီးတော့လိန်တန်ထိပ်ဖူးအရေပြားဖြတ်တောက်ထားလာကြည့်ပါတယ်ဒီလိုဖြတ်ထားတာကမွတ်စလင်ထုံးစံဖြစ်ပါတယ်ဒီစစ်ဆေးမှုနှစ်ခုကိုမဖြတ်ကျော်နိုင်တဲ့ဟိန္ဒူတွေကိုနေရာမှာရင်ပြစ်ခတ်တပ်ဖြတ်ပါတယ်။သူတို့ရဲ့ဇနီးတွေကလေးတွေကိုတော့ဒီမြင်ဝင်းကိုကြည့်ရှုခိုင်းခဲ့ပါတယ်။ ဒါကြောင့်လည်းအိန္ဒိယနိုင်ငံကလက်တုံပြန်ရတာဖြစ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့ပါကစ္စတန်နိုင်ငံမှာရင်းနှီးမြှုပ်နှံထားတာတွေများစွာရှိနေပါတယ်။အထူးသဖြင့်ပါကစ္စတန်စစ်တပ်ဟာတရုတ်နိုင်ငံထုတ်လက်နက်တွေကိုကြီးကြီးမားမားမှီခိုနေရပါတယ်။ဒါပေမဲ့အခုဖြစ်ရမှာတော့တရုတ်နိုင်ငံထုတ်ရေဒါတွေနဲ့လေကြောင်းကာကွယ်ရေးစနစ်တွေအလုံးမဖြစ်တာကိုပြသနေခဲ့ပါတယ်။ပိုဆိုးတာကတရုတ်နိုင်ငံထုတ်စတုတ္ထမျိုးဆက် JF-17 Thunder တိုက်လေယာဉ်တစ်စီးပစ်ချခံလိုက်ရတာဖြစ်ပါတယ်။ဒါကပါကစ္စတန်နဲ့တရုတ်နှစ်နိုင်ငံစလုံးအတွက်ရှက်စရာတစ်ခုဖြစ်ပါတယ်။ တကယ်လို့ဒီဖြစ်ရက်သာစစ်ပွဲကြီးတစ်ခုအတွင်ပြောင်းသွားခဲ့မယ်ဆိုရင်တရုတ်နိုင်ငံလည်းအပြစ်တင်ခံရပါလိမ့်မယ်။1952ခုနှစ်ကလေးကစပြီးတော့တရုတ်နဲ့ပါကစ္စတန်နှစ်နိုင်ငံကြားဆက်ဆံရေးကညီအကိုနိုင်ငံတွေလိုဆက်ဆံရေးမျိုးဖြစ်ခဲ့ပါတယ်။ပါကစ္စတန်ဟာတရုတ်ကွန်မြူနတီနိုင်ငံကိုအစောဆုံးအသိအမှတ်ပြုခဲ့တဲ့မွတ်စလင်နိုင်ငံတစ်ခုဖြစ်ပါတယ်။တရုတ်နိုင်ငံဟာအဲ့ဒီကလေးကပါကစ္စတန်နိုင်ငံမှာယင်းနှိမ့်နှံမှုတွေကိုပြုလုပ်ခဲ့ပြီးတော့လက်ရှိအချိန်မှာဆိုရင်ပါကစ္စတန်နိုင်ငံကတရုတ်နိုင်ငံကိုအကျွေးဒေါ်လာ30ဘီလီယံလောက်ပေးစရာရှိနေပါတယ်။ ပြောရရင်တော့တရုတ်နိုင်ငံကပါကစ္စတန်အတွက်ကြီးမားတဲ့အကျွေးရှင်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဒီအတွက် CCP ပါတီဟာပါကစ္စတန်နိုင်ငံတွင်းတည်ငြိမ်ရေးကိုဦးစားပေးမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့တရုတ်ပါကစ္စတန်စီးပွားရေးဇင်းကြံစီမံကိန်းကြီးကဒေါ်လာ62ဘီလီယံလောက်တန်တဲ့အေယာမစီမံကိန်းကြီးဖြစ်ပါတယ်။ပြီးတော့ခေတ်သစ်ပိုလန်မှာဖြစ်တဲ့ Bad and Road စီမံကိန်းရဲ့တစိုက်တရေသားလည်းဖြစ်ပါတယ်။ဒီစီမံကိန်းဟာတရုတ်နိုင်ငံရှန်အန်းခရိုင်ကနေပါကစ္စတန်နိုင်ငံဂါဒါစိတ်ကမ်းထိရောက်တဲ့စီမံကိန်းဖြစ်ပါတယ်။ဒီရင်းနှီးမြှုပ်နှံမှုတွေကနေတရုတ်နိုင်ငံကတစ်နှစ်ကို 34.5ခိုင်လုံးလောက်အမျက်စွန်းပြန်ရမှာဖြစ်ပါတယ်ဒါပေမဲ့တေချာလာကတော့ပါကစ္စတန်နိုင်ငံဟာတရုတ်နိုင်ငံရဲ့ကျွေးမီထောင်ချောက်ထဲကိုရောက်နေရတယ်ဆိုတာပါပဲပါကစ္စတန်အနေနဲ့ရွေးချယ်စရာမရှိပဲအရေးပါတဲ့အခြေခံအဆောက်အဦတွေနဲ့စိတ်ကမ်းတွေကိုတရုတ်နိုင်ငံကိုလုတ်ပိုင်ခွင့်တွေပေးရတော့မှာဖြစ်ပါတယ်ဒီလိုကျွေးမီထောင်ချောက်ထဲမှာတခြားနိုင်ငံပေါင်းများစွာလည်းကြဆင်းခဲ့ရပူပါတယ်ဒီစီမံကိန်းကနေတရုတ်နိုင်ငံကငွေကြေးအမျက်အစွန်းရနိုင်ုံနဲ့မကနောက်ထပ်ရေလမ်းကြောင်းတစ်ခုပါထည့်ရသွားမှာဖြစ်ပါတယ်ဒီရေလမ်းကြောင်းက မလကာကြီးလက်ချောက်ကိုဖြတ်သွားတဲ့လမ်းကြောင်းဖြစ်ပါတယ်။လက်ရှိမှာတော့ဒီလမ်းကြောင်းကနေတရုတ်နိုင်ငံလိုအပ်တဲ့လောင်စာဆီ80ရာခိုင်နှုန်းလောက်ကိုတင်သွင်းနေပါတယ်။ US ဒါမှမဟုတ်ဒေတာရင်းပြိုင်ပတ်နိုင်ငံဖြစ်တဲ့အိန္ဒိယနိုင်ငံကစစ်မှတ်ဖြစ်ပွားလာခဲ့ရင်ဒီလမ်းကြောင်းကိုပိတ်ဆို့လိုက်နိုင်ပါတယ်။ဒီအတွက်ဒီရေလမ်းကြောင်းဟာဗျူဟာအရလည်းအရေးပါနေပါတယ်။ဒီလမ်းကြောင်းကတရုတ်နိုင်ငံအတွက်တော့အသက်ရှူလမ်းကြောင်းအပိုတစ်ခုဖြစ်ပါတယ်။အိန္ဒိယနိုင်ငံကဒါကိုသိထားပါတယ်။ဒီအတွက်တရုတ်နိုင်ငံကသာပါကစ္စတန်နိုင်ငံကိုစစ်ရင်အားကူညီပေးမယ်ဆိုရင် DCPEC လမ်းကြောင်းဟာ အိန္ဒိယရဲ့ပထမဆုံးသောပြစ်မှတ်ဖြစ်လာမှာဖြစ်ပါတယ်။အိန္ဒိယကဒီလမ်းကြောင်းဟာနိုင်ငံရဲ့ဩဇာအာဏာကိုတက်ရောက်မှုတွေရှိနေတယ်လို့ကြေညာထားပြီးသားပါ။ဘာလို့လဲဆိုတော့ဒီလမ်းဖြတ်သွားတဲ့ကုန်းမြေဒေသတွေဟာအိန္ဒိယနိုင်ငံပိုင်တယ်လို့ယူဆထားတဲ့မြေပေါ်မှာရှိနေတဲ့အတွက်ဖြစ်ပါတယ်။ဒီလမ်းကြောင်းဆုံးသက်ဂါဒါစိတ်ကန်းဟာမကြခင်မှာပဲတရုတ်နိုင်ငံရေတပ်စိတ်ကန်းဖြစ်လာလိမ့်မယ်လို့အိန္ဒိယတာဝန်ရှိသူတွေကစိတ်ပူနေကြပါတယ်။ CBAC ဈေးညလန်းဟာတရုတ်နိုင်ငံရှင်တန်းကနေစတင်ပြီးတော့ပါကစ္စတန်ရဲ့ကျင်းမြောင်းတဲ့တောင်ကြားတောင်ကြားဒေသတွေကိုဖြတ်သန်းသွားပါတယ်။ ပြီးတော့အိန္ဒိယနိုင်ငံကပိုင်ဆိုင်တယ်လို့ကြေညာနေတဲ့ Gigit Baltistan ဒေသကိုဖျက်ဆီးသွားပါတယ်။ဒါဟာအိန္ဒိယနိုင်ငံကိုစော်ကားလိုက်တယ်လို့ပါပဲ။အိန္ဒိယဟာသူပိုင်တယ်လို့ကြေညာထားတဲ့ဒေသတွေကိုအချိန်မရွေးသိမ်းပိုက်လာနိုင်ခြေရှိနေပါတယ်။ဒီအတွက်တရုတ်နိုင်ငံရဲ့ဘီလီယံပေါင်းများစွာသောယင်းနှိမ့်ညွှန်မှုတွေဟာအန္တရာယ်ရှိလာနိုင်ပါတယ်။မြောက်ဘက် CPAC ဒေတာတစ်ခုလုံးဟာစစ်ပွဲဆောင်တစ်ခုဖြစ်သွားနိုင်ပါတယ်။ဒါကိုတရုတ်နိုင်ငံကတည်ထားပြီးဖြစ်ပြီးတော့စစ်သားမျိုးများသောကိုနေရာချထားပါတယ်။ဒါပေမဲ့ တကယ်စစ်ပွဲဖြစ်လာခဲ့ရင်တော့ဒါရီအားလုံးကအသုံးမဝင်နိုင်တော့ပါဘူးဒီဒေတာတစ်ခုလုံးကိုအိန္ဒိယနိုင်ငံကမိနစ်ပိုင်းတွင်ခြေမုံနိုင်ပါတယ်ပါကစ္စတန်နိုင်ငံကတော့တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုမှီခိုနေရပြီးတော့စီးပွားရေးအင်အားတောင့်တင်းမှုတိတ်မရှိသလိုစစ်ရေးအင်အားလည်းနည်းပါပါတယ်အခုလက်ရှိဖြစ်ရမှာတော့အိန္ဒိယနိုင်ငံကပါကစ္စတန်နိုင်ငံအတွင်းပိုင်းအထိတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်တရုတ်နိုင်ငံအနေနဲ့ဘီလီယံပေါင်းများစွာရင်းနှီးမြှုပ်နှံထားမှုတွေကိုကာကွယ်မှာလားဆွန့်လွတ်မှာလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတယ်ဒီတော့မြောက်ပိုင်းဒေသတွေကိုထားပြီးတော့ တောင်ပိုင်းဒေသကိုတစ်ချက်ကြည့်လိုက်ရအောင်တောင်ဘက်ဘလုစတန်ဒေသဟာတရုတ်နိုင်ငံအတွက်တော့အခြေအနေတွေပိုဆိုးနေပါတယ်ဒီဒေသကိုမကြားဘူးရင်လည်းတင့်အပြစ်တော့မဟုတ်ပါဘူးလူအများစုကဒီဒေသအကြောင်းကိုမသိကြသေးပါဘူး1948ခုနှစ်ပါကစ္စတန်နိုင်ငံပေါ်ထွက်လာခဲ့တဲ့ကကက်ရှမီးယားဒေသနဲ့ပတ်သက်ပြီးတော့အိန္ဒိယနိုင်ငံနဲ့အငြင်းပွားခဲ့ပါတယ်အဲ့ဒီတုန်းက British အိန္ဒိယကိုအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံဖြစ်နှစ်နိုင်ငံခွဲခြားလိုက်ပါတယ်ဘလုစတန်ဒေသဟာအဲ့ဒီတုန်းကတီးခြားရပ်တည်တဲ့ပြည်နယ်တစ်ခုဖြစ်ပြီးတော့အုပ်ချုပ်သူကို ခန်အော့ဖ်ဘလုစတန်လို့ခေါ်ပါတယ်သူကပါကစ္စတန်နဲ့ပူးပေါင်းမှုစိတ်ကူးမရှိပါဘူးအဲ့ဒီအစားသူကတီးခြားနိုင်ငံတစ်ခုဖြစ်နေလွတ်လပ်စွာနေထိုင်လိုပါတယ်ဒါပေမဲ့ပါကစ္စတန်ရဲ့ဖီအာရီကြောင့်ခန်ဟာနောက်ဆုံးမှာပါကစ္စတန်နိုင်ငံနဲ့ပူးပေါင်းလာရပါတယ်ဒါပေမဲ့ခန်ရဲ့ညီကိုတော်ဆက်သူမင်းသားတစ်ပါးကတော့အာဖအာဖဂန်နစ္စတန်နိုင်ငံတဲကိုထွက်ပြေးခဲ့ပြီး1948ခုနှစ်ဇူလိုင်လမှာပါကစ္စတန်နိုင်ငံကိုတော်လှန်ခဲ့ပါတယ်အရိခက်ကပြိပခရီဟာယနေ့ခေတ်အထိတည်ရှိနေခဲ့ပါတယ်။ဘာလို့ဘလုစတန်တော်လန်မှုကအရေးကြီးတာလဲ။ ။ဘာလို့လဲဆိုတော့ဒီပြည်နယ်ဟာပါကစ္စတန်နိုင်ငံရဲ့40ရာခိုင်နှုန်းလောက်အကျယ်ရှိပြီးတော့အကြီးဆုံးပြည်နယ်တစ်ခုဖြစ်နေလို့ပါပဲ။ဒီပြည်နယ်မှာကျေးနီတပ်ထုတွေနေတဘာဝတံငွေတိုက်တွေရွှေတွေနေလည်းရှိပါသေးတယ်။ချမ်းသာကြွယ်ဝတဲ့မြေပေါ်မှာနေထိုင်နေပေမဲ့အဲ့ဒီဒေသကလူတွေဟာဆင်းဆင်းရဲရဲနေထိုင်နေရတော့မှာပဲ။ပြောရရင်တော့ပါကစ္စတန်နိုင်ငံရဲ့40ရာခိုင်နှုန်းသောတဘာဝတံငွေတွေကိုအဲ့ဒီဒေသကနေရရှိပါတယ်။ဒါပေမဲ့ဒေတာကန်တွေမှာတော့ဒါတွေကိုမခံစားရပါဘူးအခြေခံအဆောက်အဦတွေဖြစ်တဲ့ចောင်းတွေစေးရုံတွေလည်းမလုံလောက်ပါဘူး ၂၀၀၀ပြည့်နှစ်တွင်မှာတော့တရုတ်နိုင်ငံကဘီလီယံပေါင်းများစွာယင်းနှိမ့်မြှုပ်နှံမှုတွေနဲ့အတူဒီဒေသတွေကိုဝင်လာခဲ့ပါတယ်။တရုတ်နိုင်ငံကလမ်းတွေစောက်ပေးမယ်၊ဓာတ်ငွေပိုက်လိုင်းတွေအခြေခံအဆောက်အဦတွေကိုလည်းတည်ဆောက်ပါတယ်။ပြီးတော့ဒေသခံတွေအတွက်အလုတ်ကင်ပေါင်းထောင်ပေါင်းချီအောင်ဖန်တီးပေးမယ်လို့ကတိပေးခဲ့ပါတယ်။ဒေသခံတွေကအလွန်ပျော်ရွှင်ခဲ့ရပါတယ်။ဒါပေမဲ့ဒါတွေကအစစ်အမှန်တွေမဟုတ်ပါဘူး။သူတို့မနက်ခင်းတွေမှာအိယာနိုလာတိုင်းပါကစ္စတန်စစ်သားတွေကိုနေရာနှက်တွေ့မြင်နေရပါတယ်။တရုတ်တွေကလည်းလှုပ်ရှားနေပြီးတော့ ဒေသခံတွေရဲ့မြေတွေကိုဖျက်ပြီးတော့လမ်းတွေဖောက်လုံနေကြပါတယ်။သူတို့ရဲ့မိုးရဲမြစ်မှာနိုင်ငံခြားလမ်းတွေလွှင့်ထူထားခံရပါတယ်။မကြခင်မှာပဲဒေသခံတွေဟာသူတို့ရဲ့မိုးရဲမြစ်ကိုတော့မမှတ်မိကြတော့ပါဘူး။ဒီလိုနဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေပေါ်ပေါက်လာခဲ့ပါတယ်။ဒီလိုနဲ့ Bluestan လွတ်မြောက်ရေးတပ်မတော် BLA ပေါ်လာပြီးတော့တရုတ်နိုင်ငံသားတွေနဲ့အဆောက်အဦတွေကိုပိတ်မှတ်ထားတိုက်ခိုက်ကြပါတော့တယ်။၂022ခုနှစ်ဧပြီလထဲမှာ Bluestan အသေးခံတပ်သားတစ်ယောက်ကတက္ကသိုလ်တစ်ခုမှာအသေးခံဘုံးခွဲတဲ့အတွက်တရုတ်နိုင်ငံသားចောင်းဆရာ၃ယောက်သေဆုံးခဲ့ရပါတယ်။ နောက်ထပ်ကာဗွန်ခွဲမှုတစ်ခုကတော့တရုတ်အင်ဂျင်နီယာ၉ယောက်သေဆုံးခဲ့ရပါတယ်။ဒီလိုနဲ့ဒေတာတစ်ခုလုံးမှာတရုတ်နိုင်ငံသားတွေနဲ့အဆောက်အဦတွေကိုဥတီတိုက်ခိုက်မှုတွေပေါ်ပေါက်လာခဲ့ပါတယ်။၂၀၂၁ခုနှစ်မှာတော့တာလီဘန်တွေဟာအာဖဂန်နစ္စတန်နိုင်ငံကိုတဖန်ပြန်လည်သိမ်းပိုင်နိုင်ခဲ့ပါတယ်။ပါကစ္စတန်ဟာတာလီဘန်တွေနဲ့မဟာမိတ် ဖြစ်မှုတဲ့အစဉ်ဆက်လက်ပြီးတော့မဟာမိတ်ဖြစ်နေမယ်လို့ယူဆခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ထားပဲတာလီဘန်တွေနဲ့ပါကစ္စတန်တွေကြားပဋိပက္ခတွေဖြစ်လာခဲ့ပါတယ်။၂၀၂၂ခုနှစ်မှာဆိုရင်အာဖဂန်နဲ့ပါကစ္စတန်နယ်စပ်မှာရှိတဲ့ ပါကစ္စတန်နယ်ကြားတပ်တွေကိုတာလီဘန်တွေကပစ်ခတ်တိုက်ခိုက်ခဲ့ကြပါတယ်။2023ခုနှစ်မှာလည်းဒီလိုတိုက်ခိုက်မှုတွေထပ်ဖြစ်ခဲ့ပါသေးတယ်။တာလီဘန်တွေကပါကစ္စတန်တွေဟာအာဖဂန်နိုင်ငံရေးကိုဝင်ရောက်နှောက်ယှက်နေတယ်လို့ဆွဆွဲခဲ့ပါတယ်။ဒီလိုပဋိပက္ခတွေကြားထဲမှာဘလုစတန်လွတ်လပ်ရေးလှုပ်ရှားသူတွေကမတည်ငြိမ်တဲ့နယ်စပ်ဒေသတွေမှာလှုပ်ရှားရတာပိုအဆင်ပြေလာပါတယ်။ဆယ်သူနှစ်နဲ့ချီအောင်တာလီဘန်တွေကဘလုစတန်လွတ်လပ်ရေးလှုပ်ရှားသူတွေကိုအကာအကွယ်နေထိုင်စရာတွေနဲ့ထောက်ပံ့မှုတွေပေးခဲ့ပါတယ်။အန်အိုဘုတ်ကောင်းတာက တာလီဘန်တွေနဲ့အိန္ဒိယနိုင်ငံကြားဆက်ဆံရေးတွေကနှွေးထွေးလာတာပဲဖြစ်ပါတယ်။လက်ရှိတာလီဘန်အစိုးရနဲ့အိန္ဒိယနိုင်ငံကြားမှာတရားဝင်ဆွေးနွေးမှုတွေတောင်ရှိနေပြီဖြစ်ပါတယ်။ငါရန်သူရဲ့ရန်သူဟာငါမိတ်ဆွေပဲဆိုတဲ့ဗျူဟာကိုအိန္ဒိယနိုင်ငံကကျင့်သုံးနေပုံပေါ်ပါတယ်။မတည်ကြတဲ့သတင်းတွေအရပါကစ္စတန်စစ်သွေးကြော်တွေစုံစမ်းထုတ်ဖော်တဲ့နေရာတွေမှာပါတာလီဘန်အစိုးရကကူညီပေးနေပုံပေါ်ပါတယ်။တရုတ်နိုင်ငံနဲ့တာလီဘန်တွေကြားတဲ့ကဆက်ဆံရေးကတော့ရှုပ်ထွေးပါတယ်။တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုကြိုးစိုးတကားဖွင့်လာတယ်လို့တာလီဘန်တွေကဆိုပါတယ်။ ဒါပေမဲ့ရှန်ဂျန်းပြည်နယ်မှာရှိတဲ့မွတ်စလင်တွေကိုတရုတ်ရဲ့ဆက်ဆံမှုပုံစံကြောင့်တာလီဘန်တွေနဲ့တရုတ်နိုင်ငံအကြားမှာမယုံကြည်မှုတွေတော့ရှိနေသေးဖြစ်ပါတယ်။တာလီဘန်ပလစ်တန်တို့ရဲ့ဆက်ဆံရေးတွေကြောင့်လည်းပါကစ္စတန်နဲ့တရုတ်နိုင်ငံကတဖက်ရပ်တည်နေသလိုဖြစ်နေပါတယ်။တရုတ်နိုင်ငံရဲ့ Bad and Road စီမံကိန်းကလန်ဒါဒါတွေအခြေခံအဆောက်အဦတွေကိုအာရှတိုက်တခွင်ဖျက်ဆီးတိစောက်ဖို့ဖြစ်ပါတယ်။ဒီထဲမှာအာဖရိကတိုက်အရှေ့အလယ်ပိုင်းဒေသနဲ့ဥရောပတိုက်ဒစိမ့်ဒေသတောင်ပါဝင်နေပါသေးတယ်။တရုတ်နိုင်ငံဟာကမ္ဘာ့ဆက်သွယ်ရေးနဲ့ဈေးကွက်အတွက် ဒေါ်လာထရီလီယံပေါင်းများပါကို Bad and Rose စီမံကိန်းထဲမှာထည့်သွင်းထားပါတယ်။ဒါက CBEC ထက်တောင်များတဲ့ပမာဏဖြစ်ပါတယ်။ Bad and Rose စီမံကိန်းမြှုပ်နှံမှုဟာ2030ပြည့်နှစ်မှာဒေါ်လာ၄ထရီလီယံလောက်တောင်ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။သင်ကြားလိုက်တာမှန်ပါတယ်။ဘီလီယံမဟုတ်ပါဘူး။ထရီလီယံပါ။ဒီခေတ်သစ်ပိုလန်မာကြီးကခေတ်သစ်ကဘာကြီးရဲ့နိုင်ငံရေးစီးပွားရေးကုန်သွယ်ရေးအခြေအနေတွေကိုပြောင်းလဲသွားစေနိုင်ပါတယ်။စီမံကိန်းဆိုပြတဲ့အချိန်တုန်းနိုင်ငံအများစုဟာအခွင့်အရေးကောင်းတစ်ခုကိုရပြီးဆိုပြီးတော့ဝမ်းသာသွားတဲ့သဘောတူညီခဲ့ကြပါတယ်။ ဒါပေမဲ့စီမံကိန်းစတင်တဲ့အချိန်ကျတော့ဒီနိုင်ငံတွေဟာတရုတ်ကျွင်းပြီးထောင်ချောက်ထဲကိုကြားရောက်နေပြီဆိုတာသိလိုက်ရပါတယ်။ဥပမာတီရိလင်္ကာနိုင်ငံဖြစ်ပါတယ်။တီရိလင်္ကာနိုင်ငံဟာစိတ်ကန်းတစ်ခုတိဆောက်ဖို့အတွက်တရုတ်နိုင်ငံစီကနေဒေါ်လာဘီလီယံများစွာအကျွေးယူခဲ့ရပါတယ်။ဒါပေမဲ့ချင်းဝေတွေကိုပြန်မဆက်နိုင်တဲ့အတွက်စိတ်ကန်းထိန်းချုပ်ခွင့်ကိုတရုတ်နိုင်ငံကိုပေးလိုက်ရပါတယ်။အာဖရိကနိုင်ငံတွေဖြစ်တဲ့ဇမ်ဘီယာ၊ကင်ညာ၊အီသီယိုးပီးယားအစရှိတဲ့နိုင်ငံတွေဟာလည်းတူညီတဲ့တရုတ်ကျွင်းပြီးထောင်ချောက်မှာပိတ်မိနေကြပါတယ်။ပါကစ္စတန်နိုင်ငံအနေနဲ့လည်း ဒီလိုတူညီစွာနဲ့ကျွေးမီထောင်ချောက်မှာပိတ်မိနေစေဖို့တရုတ်နိုင်ငံကရည်ရွယ်နေပါတယ်။ပါကစ္စတန်နိုင်ငံဟာအကျွေးတင်နေပါတယ်။နိုင်ငံသားအရန်ငွေကြေးပြက်လက်နေပါတယ်။ပြီးတော့ငွေကြေးဖောင်းပွားမှုတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။တကယ်လို့တရုတ်ရဲ့အကျွေးတွေကသာမဆက်နိုင်ခဲ့ရင်ပါကစ္စတန်ဟာသီရိလင်္ကာနိုင်ငံလိုပဲနိုင်ငံရဲ့အရေးကြီးအဆောက်အုံတွေစိတ်ကမ်းတွေကိုလက်လွတ်လိုက်နိုင်ရနိုင်ခြင်းရှိနေပါတယ်။တကယ်လို့အိန္ဒိယနဲ့ပါကစ္စတန်သာစစ်ဖြစ်ခဲ့ရင် CBEC စီမံကိန်းကိုထိခိုက်စေနိုင်ပါတယ်။ဒါဆိုရင်တရုတ်နိုင်ငံအနေနဲ့နိုင်ငံတကာယုံကြည်မှုရော့ကျပြီးတော့ ဘက်ဒန်ရိုးစီမန်ဂိမ်းကိုပါထိခိုက်နိုင်ခြင်းရှိနေပါတယ်။ဒီအတွက်စစ်ပွဲဖြစ်ပွားလာရင်တရုတ်နိုင်ငံဟာပါကစ္စတန်နိုင်ငံကိုအကူအညီပေးပါလိမ့်မယ်။ CBAC စီမန်ဂိမ်းမှာလက်ရှိတရုတ်နိုင်ငံသား14000လောက်ပါဝင်ဆောင်ရွက်နေပါတယ်။တရုတ်နိုင်ငံသားတွေကိုဥတီတိုက်ခိုက်တဲ့တိုက်ခိုက်မှုဒါဇင်ပေါင်းများစွာလည်းဖြစ်ခဲ့ပြီးပါပြီ။ဒီအတွက်တရုတ်နိုင်ငံဟာအလုတ်သမားတွေကိုကာဝယ်ဖို့အထူးအဆောင်တပ်တွေကိုပါစေလွှတ်ခဲ့ပါတယ်။အိန္ဒိယပါကစ္စတန်နှစ်နိုင်ငံသားစစ်ဖြစ်ခဲ့မယ်ဆိုရင်ထိလွယ်ရှလွယ်တဲ့ဒေသတွေမှာရောက်နေတဲ့တရုတ်နိုင်ငံသားတွေက အလှည့်မြန်ပြန်ခေါ်ရပါလိမ့်မယ်။ဒီအတွက်တရုတ်နိုင်ငံရဲ့စီမံကိန်းတွေနှောင့်နှေးတာတွေနဲ့ကြုံတွေ့လာရနိုင်ပါတယ်။ပါကစ္စတန်စစ်တပ်ဟာတရုတ်ထုတ်လက်နက်တွေကိုအများဆုံးမှီခိုနေရပါတယ်။တရုတ်လက်နက်တွေကိုအများဆုံးဝယ်ယူတင်သွင်းတဲ့နိုင်ငံလေးဖြစ်ပါတယ်။ဒီထဲမှာ JF-17 Fighter Jet လေယာဉ်တွေနဲ့အဓိကတိုက်ပွဲဝင်တင့်ကားတွေပါဝင်နေပါတယ်။ပြီးတော့ drone တွေဒုံးကျည်ကာဝေးရေးစနစ်တွေလည်းပါဝင်နေပါသေးတယ်။တရုတ်နဲ့ပါကစ္စတန်ပူးပေါင်းလက်နက်တွေကိုအိန္ဒိယကရုရှားပြင်သစ် SRA လောက်လက်နက်တွေနဲ့တုံ့ပြန်ပါလိမ့်မယ်။ ဒီအတွက်ဒီစစ်ပွဲဟာလက်နက်ပြိုင်ဆိုင်မှုလည်းဖြစ်နေပါတယ်။ကမ္ဘာဝယ်ယူသူနိုင်ငံတွေကဒီစစ်ပွဲကိုကြည့်ပြီးတော့တရုတ်ထုတ်လက်နက်တွေကိုဝယ်ယူရမလား၊အိန္ဒိယအသုံးပြုတဲ့အနောက်နိုင်ငံလက်နက်တွေကိုဝယ်ယူရမလားဆိုတာကိုဆုံးဖြတ်ကြပါလိမ့်မယ်။ရုရှားယူကရိန်းစစ်ပွဲမှာဆိုရင်ရုရှားလက်နက်တွေကအနောက်နိုင်ငံလက်နက်တွေကိုမရှင်းနိုင်တော့ဘူးလူတွေသိလာခဲ့ရပါပြီ။ဒီအတွက်တရုတ်နိုင်ငံထုတ်လက်နက်တွေလက်နက်တွေရဲ့အလားအလာကိုကမ္ဘာနိုင်ငံတွေကစိတ်ဝင်စားနေကြပါတယ်။တရုတ်အနေနဲ့ပါကစ္စတန်နိုင်ငံကိုအရှုံးမခံနိုင်တဲ့နောက်ထပ်အကြောင်းပြချက်တစ်ခုရှိပါသေးတယ်။ ပါကစ္စတန်နိုင်ငံဟာကမ္ဘာ့ဆင်မြင်းပေါ်မှာတရုတ်နိုင်ငံရဲ့မဟာမိတ်ဖြစ်နေတဲ့အတွက်ဖြစ်ပါတယ်။1963ခုနှစ်မှာပါကစ္စတန်နိုင်ငံဟာနိုင်ငံမြောက်ပိုင်းတောင်ထူတက်တဲ့ကက်ရှမီးယားဒေသတစ်ပိုင်းတည်ဒါကိုတရုတ်နိုင်ငံကိုလက်လွှဲပေးခဲ့မှုပါတယ်။လက်ရှိမှာတော့ဒီကက်ရှမီးယားဒေသရဲ့30ရာခိုင်နှုန်းလောက်ကိုတရုတ်နိုင်ငံကအချုပ်ကိုင်ထားပါတယ်။2020ပြည့်နှစ်မှာတော့တောင်ကြားဒေသတစ်ခုမှာအိန္ဒိယနဲ့တရုတ်တပ်တွေပစ်ခတ်မှုဖြစ်မှုပါတယ်။နောက်တစ်ခုကတော့တရုတ်နိုင်ငံရဲ့အထိမခံတဲ့တိဘက်ဒေသဖြစ်ပါတယ်။တိဘက်ဒေသဟာတရုတ်အတွက်အရေးပါပြီးတော့ ။တစုံတစ်ခုဖြစ်ခဲ့ရင်နိုင်ငံရေးမတည်ငြိမ်မှုအထိဆိုးဝါးသွားနိုင်ပါတယ်။အိန္ဒိယနိုင်ငံဟာတိဘက်ကုန်းပြင်းပြင်းလိုမြင့်မားတဲ့နေရာတွေမှာတိုက်ခိုက်နိုင်တဲ့ဂျက်လီယွန်တွေကိုအထူးမှာယူထားပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံကတော့လက်ရှိမှာနိုင်ငံတွင်းကျွေးမီတွေနဲ့ပြဿနာတက်နေပါတယ်။အခုဆိုရင်တရုတ်ပြည်တွင်းကျွေးမီဟာနိုင်ငံ GDP ရဲ့3.312ရာခိုင်နှုန်းလောက်တောင်ရှိနေပြီလို့ဆိုပါတယ်။ဒီကျွေးတွေကအိမ်ချမ်းမြေဈေးကွက်တွေ၊ဗန်ချင်းငွေတွေ၊ဒေသန္တရအစိုးရတွေကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဒီအတွက်တရုတ်နိုင်ငံတာဝန်ရှိသူတွေကဈေးကွက်ထက်ကိုဒေါ်လာ ဘီလီယံပေါင်းများစွာပြန်လည်ထည့်ဝင်နေပါတယ်။ဒါပေမဲ့တရုတ်စီးပွားရေးဈေးကွက်ကတော့ကျဆင်းနေရပါတယ်။2023ခုနှစ်စည်ရင်းတွေအရလည်းတရုတ်နိုင်ငံရဲ့ကလေးမွေးဖွားမှုနှုန်းဟာကျဆင်းနေတာကိုတွေ့ရပါတယ်။နောက်နှစ်နည်းငယ်တွင်းမှာတရုတ်လုံသမားတန်း300ကပင်ဆင်ယူကြတော့မှာဖြစ်ပါတယ်။ဒီအတွက်လိုအပ်တဲ့လုံသမားတွေကိုအစားထိုးနိုင်ဖို့ပြဿနာတက်နေပါတယ်။ဒီလိုအခြေအနေတွေမှာစစ်ဘက်ဆိုင်ရာပြဿနာတွေပါတက်နေခဲ့ရင်တော့တရုတ်နိုင်ငံဟာအဖက်ဘက်ကနေကျဆင်းသွားရပါလိမ့်မယ်။နောက်တစ်ခုကတော့တရုတ်စစ်တပ်ဟာ ဗီယက်နမ်ဖိလစ်ပိုင်မလေးရှားစတဲ့နိုင်ငံတွေနဲ့လည်းနယ်နိမိတ်အငင်းပွားမှုတွေဖြစ်နေခဲ့ပါတယ်။ပြီးတော့ထိုင်ဝမ်ရေးတွက်လည်း US နဲ့ပဋိပက္ခတွေရှိနေပါတယ်။ဒီအတွက်အိန္ဒိယနိုင်ငံနဲ့ဆစ်ဖြစ်ခဲ့မယ်ဆိုရင်တရုတ်နိုင်ငံအနေနဲ့စစ်ရင်အားတွေကိုပြန်လည်စုစည်းရပါလိမ့်မယ်။တကယ်လို့ US ကသာအိန္ဒိယနိုင်ငံကိုထောက်ပံ့ပေးဖို့ရွေးချယ်လိုက်တယ်ဆိုရင်အခြေအနေတွေကပိုဆိုးကုန်ပါမယ်။လက်ရှိလည်းအကယ်၍တရုတ်စစ်တပ်ကသာပါကစ္စတန်တွေတိုက်လေရင်တွေကိုဆေလွတ်မယ်ဆိုရင် US ကလည်းအိန္ဒိယကိုထောက်ပံ့ကူညီပေးမယ်ဆိုတာမကြေညာလဲသိတာနေပါပြီ။ ရုရှားကတော့တရုတ်မဟာမိတ်ဖြစ်ပေမဲ့အိန္ဒိယအတွက်အကြီးဆုံးလက်နက်တင်ပို့သူနိုင်ငံဖြစ်နေပါတယ်။ဒီအတွက်ရုရှားကဒီစစ်ပွဲမှာဂျာနီနိုင်ငံဖြစ်ပေနေမယ်လို့ခန့်မှန်းရပါတယ်။ပါကစ္စတန်နိုင်ငံဘက်မှာတော့ sorry လို့ UAE လို့မဟာမိတ်နိုင်ငံတွေရှိပါတယ်။ဒါပေမဲ့တရုတ်အိန္ဒိယစစ်ပွဲဖြစ်ပွားလာရင်တော့ဒီနိုင်ငံတွေကလည်းဂျာနီနိုင်ငံဖြစ်ပေရက်တီမှာဖြစ်ပါတယ်။ဒီကိစ္စတွေအားလုံးကိုစာပြုခဲ့တာကတော့ပါကစ္စတန်အခြေစိုက်အဆုံးရောက်တွေကြောင့်ဆိုတာတရုတ်နိုင်ငံကတည်ထားပါတယ်။ဒီအဆုံးရောက်တွေကိုအိန္ဒိယနိုင်ငံကမကင်တွင်ရင်လဲ တရုတ်နိုင်ငံကဝင်ရောက်ကင်တွယ်နိုင်ခြင်းရှိပါတယ်။တေချာတာတစ်ခုကတော့တရုတ်နိုင်ငံကအစွန်းရောက်တွေအတွက်ကြောင့်လည်းနိုင်ငံစည်းဝါးရေးကိုထိခိုက်ခံမှာမဟုတ်ဘူးဆိုတာပါပဲ။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။